မြို့တဲကမြို့လွန်မမောင်းအပြင်မမှာတရှက်ရှက်နဲ့ခြေတန်းကြနေရတယ်အသက်ရှင်နေထိုင်မှုစီကနေကိုယ်သဘောနဲ့ကိုယ်ထွက်ပြေးမဲ့လူတယောက်ရဲ့ခြေတန်းလားအမောင်မချမ်းကလာမင်းကိုညှို့ယူနေတဲ့တင်းခွဲဝင်မလေးတကောင်ရဲ့ခြေတန်းလားကဖေးဆိုင်ကနေအိမ်ပြန်လာတဲ့ဘီကာဆိုရဲ့အပြာခေခြေတန်းလား အချင်းတောင်တွေကဆန်နရီတယောက်ရဲ့ခြေတံလားဂင်းကမြစ်စီကိုရေသွားချုံမဲ့ဇာရုစုပါရဲ့ခြေတံလားအမောင်ရက်ကွက်လမ်းကြားတွေက လူလင်လွင့်တယောက်ရဲ့ခြေတံလားဒိုင်နိုရဲသွားမဲ့မြစ်ဝရွာသားတယောက်ရဲ့ခြေတံလားလွန်ခဲ့တဲ့နှစ်20လောက်စီကမိုးတိမ်တို့လွန်ခဲ့တဲ့ဂျာတိတယောက်ရဲ့ခြေတံလားဘတ်စကားဂိနာက ခိုနားရရင်ဝင်ရှာသူလေးရဲ့ခြေစံလားဟာရိုးပန်တာရဲ့ပြဇာတ်လေးကစိတ်မနှံ့တဲ့ဇာတ်ကောင်တစ်ကောင်ရဲ့ခြေစံလားအော့ချက်လန်တဲ့ကပတ်တရောင်လှည့်နေတဲ့ရေးသားတယောက်ရဲ့ခြေစံလားခေါနလွာကနေတဖြည်းဖြည်းဆင်းလာတဲ့အကြောင်းသားတယောက်ရဲ့ခြေစံလားမင်းရှင်ဆိုင်ကန်ကစိတ်ဓာတ်ကြနေတဲ့ပွေးစားငုံတဲ့ခြေစံလား ခြေတံလေးသဏ္ဍာန်ရဲ့နောက်မှာခြေတံတိတိလေးသဏ္ဍာန်ကတကောက်ကောက်လိုက်နေတယ်။ဆာလောင်မွတ်သိနေတဲ့မွေးညက်ညက်ကလေးနှစ်ယောက်ပဲဗော။လမ်းကျူလမ်းကြမှာမကြမ်းတမျိုးလုံးနေရာနဲ့သူတို့သွားခဲ့ပြီလေ။တနေရာစီမှာတော့အမှုသမားတယောက်ဟာတကားပိတ်နေတဲ့ပုံစံနဲ့ကထွက်လာပြီ။ပြိုဆင်းနေတဲ့အမောင်လူထဲမှာလက်နဲ့ချတဲ့သုံးပန်းတယောက်လို့မနဲ့နေထွက်တာမြင်ခွင့်မရှိတော့မယ်လို့တယောက်လို့ တရွေ့ရွေ့ရှောင်းလာတယ်။သူပြောချင်တာတွေကဇကလုံးတွေပြတ်ထွက်မလာပဲ။ဒံယာရနေတဲ့တားရဲတကောင်ရဲ့နီးတဲ့နဲ့တူတဲ့တံမျိုးသား။သူလည်းကြောင်းနဲ့မြည်နေတယ်။လေပြင်းတွေကဆွဲဆောင်ပိတ်လိုက်လို့လှုပ်ရမ်းကြံခဲ့တဲ့တကားချက်တွေအတန်မွေ့မွေ့ပြီလို့သူ့မညာတွေကလည်းဒီညအတွက်တော့ရိတ်သိမ်းခံခဲ့ရပြီလေ။သူ့အမှန်သားကိုက သူ့ကိုယ်ပိုင်မဟုတ်တော့ပဲတခြားတယောက်ရဲ့အမှန်သားဖြစ်နေပြန်တယ်။မိရီလင်းနေတဲ့တိုက်ခန်းတစ်ခါမှာ အိတ်မပြောနိုင်တဲ့လူတယောက်ရှိနေတယ်။ရုပ်မြင်တန်ကြားလိုင်းတွေဟိုပြောင်းဒီပြောင်းနဲ့စိတ်မပါဘဲထိုင်ကြည့်နေတယ်။အိတ်ပြောဖို့ကြိုးစားတိုင်းသူ့နားထဲမှာခြေစံတန်ကြားကြနေရတယ်။ဒီခန်းဝင်ပြီးတာမှားသွားပြီလားလို့အမဲတွေးနေရတယ်။ ပြီးခဲ့တဲ့ August ညညမှာလန့်နှိုးခဲ့တယ်။ရေခဲတဲ့ဓာရီကရေပလင်းကိုငတ်မရယူမော်ရင် သူ့အိမ်မက်ကို ပြန်စင်းစားကြည့်မိတယ်။ဘယ်တော့ငါမှမမြင်မှုတဲ့အစိမ်းမင်းမတယောက်ကိုဝရဏာမှာတွေ့လိုက်ရတဲ့တည်တည်ချာချာကြည့်နေတော့မှာပဲရက်နေတဲ့မိမဟာအောက်ဘက်ကိုခုံချသွားတာအိမ်မက်ထဲမှာမြင်လိုက်ရတယ်ဒီနောက်ပိုင်းသူအိပ်ပျော်ဖို့ကြိုးစားတိုင်း တဏီယာကခြေတန်လုံးလူအတန်တတန်အမင်းကြာနေရတာလေရှင်စိတ်ထင်လို့ပါကဘာတချမ်းကသူ့အမျိုးသမီးကအမီးထဲမှာပြန်ရေးလိုက်တယ်အပြင်ဘက်မှာထူပိနေတဲ့အမောင်ကတစက်စက်ကြာနေတယ် a dry headed အနေရောင်ပိပိမကြီးကားလို့ကြောက်မက်ဖွယ်ရကောင်းတော့တိတ်ဆိတ်နေတဲ့နေအမောင်နဲ့ကိုစိုက်ကြည့်လိုက်ရင် ဝင်းမလူတကောင်ရဲ့မျက်လုံးတွေကိုမြင်နေရတယ်။ဝင်းမလူရဲ့မျက်လုံးထဲမှာအမောင်တို့ကိုပြန်မြင်ရတယ်။ကဘာဦးတော်ကအမောင်လိုမျိုးပေါ့။ခိုးအိမ်နဲ့တူတဲ့တိုက်ခန်းတစ်ခန်းမှာပြောင်းရွှေ့ချီဆိုင်မိသားစုတစုနေနေတယ်။မိသားစုဥဆောင်တဲ့ကောင်းတဲ့မှာနောက်ထပ်6လခုနိုင်မဲ့တနေရာအတွက်အပြင်းပြေးသေးဘူးလေ။ ိပ်ပျော်သွားတဲ့ခါတိုင်းအင်္ဂလိပ်တုံးကိုအိမ်မက်မက်တဲ့။ဒါပေမဲ့ခဏခဏလန့်လို့နေရတော့အိမ်မက်ကဘယ်မှမအဆုံးမတတ်ဘူးတဲ့။တမိသားစုလုံးဂုံယုံရှာဖွေယုံခံကြရတယ်။ညရောင်ရင်ရုပ်မြင်သာကြားဆုပ်လိရှိမှစုထိုင်ပြီးလာသမျှဇာလန်းရွဲတွေကိုမမိတ်မတုံကြည့်ရင်လည်းလက်တွေ့ဘဝကနေ ပြီးနိုင်တော့ပြီးကြတယ်မိတွေအားလုံးမဲ့ချိန်မှာတော့အမောင်ထဲမှာတက်ပြင်းချာတယ်လို့လူရည်ရွတ်တယ်လို့လူထွက်လာပြီးတော့အားလုံးနေတက်သွားတယ်တကောလုံးရုပ်တွေထိုးထားတဲ့ခြေတိတ်ကအီတန်ဘူးကွန်ကို secret me နဲ့အပေါက်သေးသေးလေးဖြောင်းဖောက်လိုက်တယ်ပြီးတော့အေးတောက်တဲ့ပိုက်ကလေးကိုဖောက်ထားတဲ့ပိုက်လေးမှာဆွလိုက်တယ် သူနမီးမှာတော့ကာကြီးတလက်နဲ့ပြန်ကျင်းနေတဲ့ gas midget တွေမကြခင်မှာပဲ gas midget မိတော့ချွန်ချွန်ကလေးနဲ့အသားကင်ပတ်တဲ့ဆက်ကူစားလေးကိုမိမြိုင်နေလေရဲ့ဒါမျိုးတွေကိုရပ်လက်မှာအယုတ်သွားလောက်ခဲတော့ငါစသုံးကြတာဟုတ်နေဘူးလေဘူးကြီးထဲမှာဘွားတစ်ခုလုံးမောင်းနေမှု စွမ်းအားလိုတဲ့လေဥတော့၅ရောက်စုငါထားတဲ့ရှစ်လွာကခန်းတစ်ခန်းမှာ ဘဝကိုအတာမေ့တင်ကြောက်ကြတာ။ဆိုင်းဆိုင်မာဂီတာရီးစားတဲ့သူငယ်ချင်းနဲ့အဖော်ကောင်မလေးပြန်မလာခင်အင်္ဂါကျိုးပေါ့အရောက်သွားမှာလေ။ခန်းထဲမှာလည်းထုံးစံတိုင်းစားလက်စားပကံတွေ secret ပြရင်နဲ့မလျှော်ဖို့ရသေးတဲ့အဝယ်စားတွေရှုပ်ပေါ့။ဂျီတန်ဘူးဝကိုပါဇက်နဲ့အားပါရှုသွင်းလိုက်တိုင်းပလုံစီထနေတဲ့ရည်တံကိုကြားရတယ်။ ခန်းထဲမှာလည်းချောကလက်အနံ့လိုမျိုးချိုးမြထုံရတဲ့အနံ့လိုမျိုးကသင်ချင်တယ်ရဲ့ခြေတိတ်ကတရုတ်ပြည်လုံးပန်ကားကိုဖွင့်အနံ့သက်တွေပြောင်းအောင်ကြိုးစားနေတယ်ဘသူမှပြမသေးခင်လीအငားကားစည်းစင်ကတကားဆောင်ပိုင်လိုက်တဲ့အတန်းဟာအပြိုင်ရိုင်းမြန်မာထုတ်ထွက်နေတဲ့မျိုးပြရက်ွက်လေးရဲ့လမ်းကြားတစ်ခုစီကနေ ခါအုပ်ထွက်လာတာပေါ့။ဒကောင်ရံအိမ်ပြန်နောက်ကျတဲ့တချတိတ်မှာထုံးစံအတိုင်းတိုက်လီကဝါနာမှာရက်ပြီးတော်ရဲကို slim bet ထဲမွေးနောက်ရှာပွေနေတယ်။လက်ထဲမှာခြင်ထားတဲ့ဖုန်းကခဏခဏခေါ်နေလို့ဖုန်းနံပါတ်ကိုတော့မကြည့်ရဘဲပိတ်ပလိုက်တယ်။ဒီညအတွက်အမဲလိုက်ဖို့မလိုတော့တဲ့ကျစ်စစ်မတကောင်လို့ ကျင်းမြောင်းမဲမောင်တဲ့လေကားတွေတွေတိုင်းအေးအေးတင်းတင်းတက်သွားတယ်။တောင်းမြင့်ဖနက်ချုံချုံရဲ့အတန်ကတိတ်ဆိတ်နေတဲ့ညနေထဲမှာပဲတင်တက်လို့အဲ့ရထဲမှာအလိုမပြည့်တဲ့မိန်းမတယောက်တည်းနေလာတယ်။တခေါခေါဟောင်းနေတဲ့ဘေးရန်ယောက်ျားရဲ့လေကိုဖယ်ချလိုက်တယ်။စိတ်ပြည့်စရာကောင်းတဲ့ဂရန်နန်ကသူ့ယောက်ျားရဲ့ပါဇက်စီကထွက်နေရလေ။ တကယ်ဆိုသူ့ယောက်ျားတင်းမော့တက်သွားတဲ့ချိန်ကသူ့အတွက်ရင်ခုန်အောင်ဖြစ်မှာပေါ့ဘဲသွားသွားသူ့ဘေးနားမှာပွာယောင်းယောင်းဝိုင်းနေတဲ့မျက်နှာကြီးကပါမလာတော့ဘူးကဆင်းတဲ့လူကော်စာကြီးရဲ့ဝေးနေတဲ့ချိန်မှာအဆူရောကောင်းကြီးကသူ့ဘောကောင်းလာတယ်မဟုတ်လားဒီကောင်းလေးနဲ့ဆုံတဲ့ချိန်တိုင်းအကုန်မေ့လို့သွားတယ် မှန်ချစ်တယ်ဗျာဆိုတဲ့စကားလေးတွေသူ့တကူလုံးတင့်ကျက်သွားသလိုခံစားမိနေတယ်တခါတော့ကသူတို့နှစ်ယောက်ချစ်ခမ်းဖွင့်နေတော့ကောင်းလေးကဖုန်းနဲ့မူဗီရိုက်တယ်အမတရားပါမှန်ရဲ့ဆိုပြီးအင်တာနက်ပေါ်ရောက်သွားမှဆိုလို့အတင်းပြန့်ပြဲခိုင်းရတယ်မက်ဆီကိုမိတ်ပြီးအတင်းအိတ်ဖို့စူးစမ်းနေတော့မှပဲဟောက်တန်ကြီးကဘိုးကျဲလာတယ် မုံတီးတဲ့စိတ်ကအမောင်ထဲမှာသူ့စီကိုမွေတဟောက်တကောင်လိုလားနေတယ်။သူတိုးတိုးလေးယုံမိရဲ့။ဘုရားသခင်ဒီစိတ်ညစ်စရာယောက်ယောက်ျားကိုကျမဘာလို့ယုံမိတာလဲရှင်။စတိုးဆိုင်ဆိုင်ရဲ့နောက်ဖေးတော့ကလောက်ဟာအမောင်ထဲမှာထောက်ကနေပွင့်သွားတယ်။မိတွေလင်းနေတဲ့လမ်းမကြီးဟာလူသူကိမ့်မဲ့တိတ်ဆိတ်နေတယ်။စတိုးဆိုင်နဲ့ရောက်သွားတော့ သခိုးဟာကျင်သားရမျက်လုံးတွေနဲ့တဆိုင်လုံးကတံမိုးရှိပစ္စည်းတွေကိုယူပြီးအိတ်ထဲထည့်နေတယ်။ဟန်ဆက်တွေမြင့်မှန်တွေအင်းကြီးတွေနဲ့ကောင်တာအန်ဆွဲတဲ့လက်ကျန်တွေဟာသူ့အထည်ကိုတော်တော်ရောက်နေပြီ။မှန်းတာတဲ့များနေလို့သူ့စိတ်ထဲမှာမြူးကျင်လာပြီးကကျင်သလိုလိုတောင်ဖြစ်လာတယ်။ဖမ်ပလင်းတွေကနိုင်ငံခြားချောကလက်တွေကိုဘေးအိတ်ထဲထည့်ပြီး တခုကိုသူခွာစားလိုက်တယ်။အရတာသူ့ရှာရအောင်မှာချိုးမြနေလေ။အဝင်ထွက်တွေကိုတိုင်ပင်မှတ်ထားတယ်။လမ်းမော်ကအနေထားတွေကိုအသေးစိတ်လေ့လာထားတယ်။အိတ်ကိုယူပြီးပြင်ထွက်လိုက်အောင်နဲ့အားလုံးကိစ္စပြီးသွားပြီ။ Professional Diabolic နောက်ပြလန်းကြအမောင်တွေကနေလမ်းမကြီးပေါ်ခတ်တီတီလျှောက်သွားပြီ။ Taxi သင်းမော်တက်သွားလိုက်တော့ ကောင်းငင်မှာလက်သေးနဲ့ကုတ်ချက်လိုက်သလိုလက်စည်းကြောင်းတွေဝင်းငနဲ့လက်ကနေဆောင်းလက်စာကုန်းတို့ဆောင်းတို့ခုစီကစေးစကောင်ရဲ့လက်ကြီးနဲ့တူတဲ့ကရင်းလက်တန်းကြီးဟာလေထဲမှာလောက်ရမ်းနေတယ်။အဝေးတနေရာကနေတော်လဲဆိုင်ကြားပြီးတော့အင်ခေါမှုဟောစစ်ပစ်ပစ်မှုဘောတွေကခုံးစင်လာ နောရဲ့လေးရရေမြုပ်နေမျိုးကြီးကိုစွန့်ခွာပြီးတမန်ကျန်းစာတွေကအရက်စီရွက်လွန်သွားတယ်။လေးကြီးပေါ်မှာတကိုးတယောက်အိမ်မပြောတဲ့လူတယောက်ဖောက်ပြန်တဲ့မိန်းမတယောက်မင်းစည်းတုံးတဲ့လူငယ်မိမပြက်တယောက်အရက်တမတယောက်နဲ့တရောင်းစားကလေးနှစ်ယောက်လိုက်ပါသွားလေရဲ့